ျွန်တော်တို့တို့ကရခဲ့ပြီးတော့အခုခေတ်ကလေးတွေလုံးဝမရခဲ့တဲ့တင်းကျွရဲ့ထူးခြားတဲ့ခံစားမှုလေးတွေငွေတက်လေးတွေကိုပြန်ပြီးတော့ share လုပ်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်နဲ့တူတူကိုယ့်ရဲ့ငွေဝအမှတ်တရလေးကိုအောင်မေးနဲ့တင်းကျွပွဲကိုတူတူပွားတိုက်ကြရအောင်ပေါ့နော်အားလုံးပဲမင်္ဂလာပါ Aries Fire ကနေပြန်လဲကြိုးဆိုပါတယ်ဒီနေ့မှာတော့လုံးဝကိုပေါ့ပေါ့ပါပါဖြစ်စီနဲ့ content လေးတစ်ခုကိုလုပ်မယ်ပေါ့နော် အာကြေးလက်နဲ့တည်င်းကျလို့နိုင်မဲ့ပြထားပါတယ်ဒီကောနာနေကိုလောက်ဖျားတဲ့အကြောင်းရင်းကျွန်တော်ကိုယ်တိုင်ကလည်း oversea မှာရောက်နေရောကိုယ့်ရဲ့မြမယဉ်ကျေးမှုရိုးရောက်ပွဲတော်တခုဖြစ်တဲ့တည်င်းကျကိုအောက်မေ့ရပေါ့နော်ကျွန်တော်နေတူပဲတခြားအကြောင်းမျိုးမျိုးကြောင့် oversea ကိုရောက်နေကြရတဲ့အသက်အရွယ်မျိုးစုံကလည်းဘလိုပဲဖြစ်ဖြစ်ဒီကိုယ့်ရဲ့ရိုးရာယဉ်ကျေးမှုတခုဖြစ်တဲ့တည်င်းကျပွဲတော်တော့အမှတ်မရအောင်ဆိုတာမရှိဘူးပေါ့နော် ဆိုတော့ကျွန်တော်နဲ့တူအားလုံးပဲတရင်ကျုပ်ပွဲတော်အကြောင်းကိုပြောရင်းနားထောင်ရင်းနဲ့အာငယ်ဘောကအမှတ်တရလေးကိုပြန်ပြီးတွေးကြမယ်။နောက်ပြီးတော့နောက်တစ်ခုကကြတော့ကျွန်တော်တို့ရုံကရခဲ့ပြီးတော့အခုလေးကလေးတွေလုံးဝမရခဲ့တဲ့တရင်ကျုပ်ရဲ့ထူးခြားတဲ့ခံစားမှုလေးတွေငွေတက်လေးတွေကိုပြန်ပြီး share လုပ်ပေးသွားမှာဖြစ်ပါတယ်။ဆိုတော့ကျွန်တော်နဲ့တူကိုရဲ့ငယ်ဘဝအမှတ်တရလေးကိုအောင်မြင်နေတဲ့တရင်ကျုပ်ပွဲတော်ကိုတူတူပေါ်ကြရအောင်ပေါ့နော်။ တရင်ကြောင့်ကြောင်းပြောရမယ်ဆိုလို့ရှိရင်တော့အာကျွန်တော်တို့ရွာမှာဆိုလို့ရှိရင်တော့อืมဝါရင်ကာလာကိုရင်းစပြောရမယ်ထင်တယ်။ဝါဆိုဝါကောင်တော်တော်လင်းတရင်ကြိုးဆိုပြောခါကြတော့ဝါရင်ရှိတယ်ကျွန်တော်တို့ရွာမှာအဲ့ဒီဝါရင်ကာလာတစ်ချောင်းလုံးကိုဥပုံနေတိုင်းမနက်9:00နာရီဆိုတာနဲ့ဆွန်းလောင်းရှိတယ်။အဲ့ဒီဥပုံနေဆွန်းလောင်းဖို့အတွက်အဖိတ်နေညက်နေမှာအာဂေါ်လန်လို့ခေါ်တာရွာမှာတော့ဂေါ်လန်လို့ခေါ်တာပေါ့နော်။အဲ့ဒါရေးနေអော်တယ်။ နိဗ္ဗာန်ဆိုရယ်ပြောတာပေါ့ပြီးတော့တချင်းနေပါရဲ့အခြေအေးဖွင့်ပေါ့နော်တချင်းနေဖွင့်ဘာလို့တချင်းနေလဲဆိုတော့တန်တိန်တန်တို့မိုးမိုးစော်ဝင်တို့ဟိမာနယ်ဝင်တို့တည့်ရမလားဒိုးကလေးတို့ဘွန်တော်တို့အဲ့လိုမျိုးဖိုးလာမျိုးအောင်ရယ်ခိုင်းမယ်ဆိုတာမျိုးအဲ့ဒီတချင်းနေအဆုံးဖွင့်နေဖွင့်ပြီးတော့ခါကြတော့အာနောက်နေ့ဆွန်းလောင်းဖို့လို့နှိုးစော်ရယ်ပေါ့နော်အာတော်တော်တော့ပြောစရာကောင်းတယ်။ဒါကြောင့်ကလေးတယောက်အနေနဲ့တော့အရန်ပြောစရာကောင်းတဲ့ပွဲဖြစ်ခဲ့ ာတို့လဲဆိုတော့ကျွန်တော်တို့ရွာကဘကိုးရွမရဲ့အခြေပိုင်းရှိတယ်ဆိုတော့ကျွန်တော်တို့ရွာလူတွေကအဲ့ဒီဘကိုးရွမတောင်ပေါ်တက်ပြီးစီးပွားရေးလုပ်ကြတယ်ခင်းခုတ်ဝါခုတ်မိပဖုတ်တယ်ပေါ့နော်ဆိုတော့ရွာမှာရှိတဲ့လူတွေကအဲ့ဒီဘကိုးရွမတောင်ပေါ်တွားပြီးတော့အလုပ်လုပ်တယ်အဲ့ဒီအဖိတ်နဲ့ညက်နေဆိုလို့ရှိရင်အာအထူးသဖြင့်တော့ငယ်ရွယ်တဲ့လူတွေပေါ့နော်အပြိုရွယ်လေးတွေလူလူရွယ်လေးတွေတောင်ဝကနေဆင်းလာတယ်ဥပုံနေမနှက်ကိုဇွန်လောင်းပို့လို့ကျွန်တော်မှလည်း ကျွန်တော်ရဲ့ဦးလေးရဲ့အတော်ကြီးကအဲ့ဒီတောင်ပေါ်မှာသွားပြီးအလုပ်လုပ်တယ်ဆိုတော့ခါကြတော့အဖေနဲ့ညက်နေဆိုလို့ရှိရင်ကျွန်တော်ရဲ့အကိုဝန်းခွဲရဲ့အမဝန်းခွဲရဲ့ပြန်လာတယ်အိမ်ကိုလာရဲပေါ့နော်အိမ်ကိုလာပြီးတော့ဆွမ်းလောင်းဖို့လို့လာတယ်ဆိုတော့ခါကြတော့အိမ်မှာလည်းလူအရန်စုံတယ်အဲဆိုအဲ့အဖေအဖေနဲ့အဖေနဲ့ရောက်ပြီးညနေရောက်ပြီးဆိုလို့ရှိရင်အရန်ပြောတာညနေခင်းရောက်ပြီးရောက်ညံရောက်ချင်တာဘာလို့လဲဆိုတော့ကျွန်တော်အကိုကြီးအမကြီးပြန်လာမယ်အိမ်မှာလူဆုံးပုံတင်ရှိတော့မယ်ဆိုတဲ့စိတ်နဲ့အရန်ပြောခဲ့ရတယ်ပြီးရွာထဲမှာလည်းအဲ့လိုမျိုးကိုအိမ် ကိုအိမ်မှာလည်းလူရှိရဲ့တခြားအိမ်မှာလည်းအဲ့လိုမျိုးဧည့်တယ်ကျွန်တော်ရွာရဲ့တလျာကြတော့ဒီတခြားရွာတော့ရဲ့လူကအိမ်မှာကိုယ်ပိုင်ရှိစရာမလိုဘူးကိုယ့်ရဲ့ဟိုအတော်တွေဦးလေးတွေအိမ်တွေကအကျယ်ကြီးတွေပဲဘယ်လိုအိမ်မှာဖြစ်ဖြစ်ကွာလူတစ်ယောက်ဧည့်တယ်တစ်ယောက်နှစ်ယောက်တုံးလောက်လောက်အတော်ကတော့လုံးဝအခမ်းမလို့ဘူးဒီတိုင်းပဲဖြန့်ပြီးတော့အိတ်လိုက်တာပဲဖျားဆင်ရှိမှနေအဲ့လိုနေဟာအကျယ်ကြီးရှိရဲ့အဲ့လိုပဲဆိုတော့အိမ်တိုင်းအိမ်တိုင်းအိမ်တိုင်းလူလုံးမှာအဲ့ဒီကလာဆိုလို့ရှင်အဖိတ်နေညနေဆိုလို့ရှင်ဧည့်တယ်ရှိတယ် ွာအရန်စီရယ်ပေါ့နော်အာအဲ့ပြီးတော့ဥပုံနေ့ဥပုံနေ့ကြောက်လို့ရှင်ရတော့ကျွန်တော်တို့ရွာမှာကမီးမရဘူးအိမ်တိုင်ရနေပြီးတော့မီးပေးရတယ်တလောက်1500လားတထောင်လားမသိဘူးအဲ့လိုမျိုးပေးတယ်အာည9နာရီကနေ9နာရီခန့်မီးပေးတယ်မီးပဲတုံးလို့ရတာ channel ထမင်းချက်တိုင်ပိုင်းမရဘူးသူမီးစံနှိုးပြီးတော့ပေးရတာဆိုတော့လေအဲ့သူကကြတော့ဒါပေမဲ့ဥပုံနေ့မနက်ဆိုလို့ရှင်တော့သူကမနက်ခင်း3နာရီဆိုရင်မီးပေးရထမင်းဟင်းစွန့်ချက်တဲ့လူတွေကို အလင်းရအောင်လို့လူမီးလူရယ်ပေါ့နော်၃နိုင်ရနေ၅နိုင်ခီပေးရယ်ကျွန်တော်တို့အိမ်မှာကြတော့အဖြူမဲ TV ရှိရယ်အခက်ကလာကတီဗီကတော်တော်ရှားတာလေဟိုတရွာလုံးမှာမှာဗီဒီယိုယုံဗီဒီယိုယုံလို့ခေါ်တယ်သူဗီဒီယိုယုံရင်စာအိုးဘေးကနေကာပြီးတော့ကွယ်မိုးကလုတ်ပြီးတော့ခါကြအဲ့ဒီမှာဗီဒီယိုတလုံးထားတယ်ပြီးတော့ဝင်ချင်း90ပြီးပြီးတော့ဗီဒီယိုကြည့်ရတာပေါ့နော်အဲ့လိုဗီဒီယိုယုံလောင်းမှာပဲနှစ်ယုံပဲရှိတာဆိုတော့တီဗီတော်တော်ရှားရခဲ့ပေါ့နော်အဲ့မှာကျွန်တော်တို့အိမ်မှာကျတော့ဖြူမဲတီဗီရှိတယ် ဲ့ဒီဖြူမဲ့ TV ကိုအဲ့ဒီမနက်ခင်းအဲ့အဲ့မျိုးဆိုရင်တော့မနက်ခင်း၃နာရီထားပြီးတော့ TV ကြည့်ရတယ်။ဒါပေမဲ့အဲ့ဒီဟိုမီးပေးတာက1500 2000လားမသိဘူး။ဒါပေမဲ့ TV ရှိတဲ့အိမ်ဆိုတော့ကျွန်တော်တို့အိမ်က TV ကြည့်ရဆိုတော့ခါကြ TV ကြည့်တဲ့အိမ်ဆိုတော့ပို့ပေးရတယ်၃000လားမသိအဲ့လိုမျိုးတစ်ခုခုတော့ပေးရတယ်။အဲ့တော့ကျွန်တော်တို့ TV ကြည့်လို့ရတယ်ပေါ့နော်။အဲ့ဒီမှာမိုးအာမိုးလင်းလို့မနက်ခင်း၃နာရီဆိုတာနဲ့ဦးလေးကထားပြီးတော့အဲ့ဒီ Viva Hey တို့မိုးမိုးဆော်ဝင်းတို့အဲ့ဒီတခြင်းနေပေါ့နော်။ကောင်းတော်နေပါတော့ ပြီးတော့ဘူရီမအကြီးလာမတော့နဲ့အဲ့တချင်းတွေကိုဖွင့်နေပေါ့တော့ဆိုတော့အဲ့ဒီတချင်းတွေကိုဖွင့်နေဖွင့်ပြီးတော့ခါကြတော့ဖွင့်သူဖွင့်တာကိုလည်းကျွန်တော်တို့ကကြည့်ကြရတာပေါ့နော်အဲ့တော့တော့တော်တော်ကိုပြောစရာကောင်းတယ်ပြီးတော့9နာရီတုန်းဆုံးလောင်းတော့မယ်ဆို4နာရီခွဲပြီးလောက်တာနဲ့တရွာလုံးပါကွာအရှူရှူထွက်လာပြီးတော့ခါကြတော့ထူရတာဘေးနာပပတ်ချာလေရရွာတွေရတယ်လာပြီးတော့ဆုံးလောင်းနေကျွန်တော်ရွာတရွာတယ်မဟုတ်ဘူးဘေးနာပပတ်ချာလေရရွာတွေကဲ့ရဲ့ရွာတွေတရွာကျော်နှစ်ရွာကျော်ကလည်းလာပြီးတော့ဆုံးလောင်းကြတယ် ဆိုတော့အဲ့ဒီဆွန်းလောင်းတဲ့နေရာမနက်ခင်းအာယုံဆွန်းလောင်းတဲ့နေရာမှာမရှိဘူးဆိုရင်လူရောက်နေရလောက်ကတော့ပုံမှန်ရှိတယ်ပေါ့နော်ပြီးတော့ဒီကိုရွာဖုန်းနေပြင်တခြားရွာဖုန်းနေလဲကြွလာပြီးတော့ခါကြတော့အာယုံဆွန်းလောင်းရရဲ့ဆိုတော့ခါကြတော့အာကျွန်တော်တို့ရွာရဲ့ဝါရင်းမှာကအဖိတ်နေဥပုံနေတိုင်းလူစီရဲ့ကျွန်တော်တို့ကလေးတွေအတွက်အရန်ပျော်စရာကောင်းတယ်ပေါ့နော်တဖြည်းဖြည်းနဲ့ဝါရင်းကာလာကတဖြည်းဖြည်းနဲ့ ရောက်လာပြီးတရင်ကျွန်းလာနီးလာလေးလေးရင်ဖို့စရာကောင်းလာလေးလေးပဲကျွန်တော်တို့အမေကကြတော့ကျွန်တော်တို့အမေကကျွန်တော်တို့အမေကတော့မဟုတ်ပါဘူးကြေးလက်လေးဖြစ်နေတော့ခါကျတော့အဝတ်အစားတော်တော်ဝယ်ခဲ့ကြတယ်ရွာလူတွေကအာတရွာလုံးတရွာလုံးပေါ့နော်မျိုးပေါ်ရောက်တာလေးနဲ့အောင်မြင်းလေးနဲ့ပဲမျိုးပေါ်သွားလို့ရတာအဲ့အခါဆိုတော့ခါကျတော့တစ်နှစ်လုံးမှာမှအဝတ်အစားနှစ်ခါပဲကျွန်တော်ရင်ဆိုရင်တစ်နှစ်လုံးမှာမှအဝတ်အစားနှစ်ခါပဲဝယ်ပြီးရေမောင်နှမတောင်းရောက်ကိုအဝတ်အစားဝယ်တဲ့ပတ်သက်လေတကူးတကကြီးတို့အိတ်တွေကထုတ်တာမဟုတ်ဘူး ကျွန်တော်တို့တကူလာဆိုလို့ရှင်ကြက်တရားတကောင်စီပေးတယ်ကိုကြိုက်တဲ့ကြက်တကောင်စီပေါ့နော်ကြက်အမလေးတကောင်စီပေးရဲ့အဲ့ဒီကြက်ကိုကိုကြက်ကိုအစာကျွေးရရဲ့ကိုကြက်ကိုအစာကျွေးရတယ်ပြီးတော့ဟာကြတော့တခါလေးဆိုရင်မောင်နှောင်းအောင်ရောက်ရန်အောင်ဖြစ်တယ်ငါကြက်အစာကျွေးအောင်နင်းကြက်လာစားရဲဆိုပြီးတော့မတည်ဘူးပေါ့နော်အဲ့မှာကြက်ကိုအစာကျွေးကြက်တည်းအစာကျွေးပြီးတော့တင်းကျွတ်လာတဲ့ခါမှာဒီ6လောက်ကအစာကျွေးလာတဲ့ကြက်တရားဥတွေဥပြီးတော့မျိုးတွေပွားလာအများကြီးဖြစ်လာတယ်ပေါ့နော် အဲ့ဒီရွေးရောက်ပြီးရချက်တွေကိုရောင်းတယ်ရောင်းပြီးအဲ့ဒီရောင်းတဲ့ရတဲ့ပတ်စံနဲ့ကျွန်တော်တို့မောင်နှမတောင်ရောက်ကိုဝေစားဝယ်ပေးရဲဆိုတော့တရင်ကျုံမှာကကျွန်တော်တို့အတွက်အိမ်ဒီကလေးလည်းရရဲဆိုတော့အရန်ပြုတ်ပါတယ်အဲ့ဒီမှာတရင်ကျုံလာပြင်းနေဆိုလို့ရှိရင်တရင်ကျုံလာပြင်းနေရလဲဥပုံနေတခုဖြစ်တာကြောင့်ကျွန်တော်တို့ဆွန်းလောင်းရရဲပေါ့နော်ဆွန်းလောင်းဆွန်းလောင်းလာပဲထိလောင်းလဲဆိုတော့တရင်ကျုံလာပြီးကျော်ရှေ့ရနေထိလောင်းနေတရင်ကျုံလာပြင်းနေမှာရွာမှာအဲ့ဒီပုံမှန်တိုင်းပဲဝါရင်ဆွန်းလောင်းနေ ဒါပေမဲ့တရင်ညွှလာပြီးနေကြရင်ထူခြားတာကြတော့ဆွန်းလောင်းတဲ့လူတိုင်းရောမုံဝေးမောက်စီကြော်လေးတွေတို့အပေါင်ပေါင်လေးတွေကိုဝေကြရဲပေါ့နော်ကိုတက်ကိုတက်နိုင်ရပေါ့အဲကျွန်တော်တို့ကဓလေးတစ်ခုကမောက်စီကြော်ကြော်ရဲ့ဓလေးပေါ့နော်ကျွန်တော်တို့အခွားတို့ရင်ရဲတော့ဆိုလို့ရှိရင်ရွာထဲမှာမြေထင်းကြောက်လို့အဲ့ဒီတရင်ညွှန်လာနေလို့ရှိရင်မောက်စီကြော်ကြော်ရဲ့ဓလေးရှိရဲဘယ်မှာတွားကြော်လဲဆိုတော့ရွာအပြင်ကွင်းပြင်တစ်ခုမှာအိမ်တိုင်းရအိမ်တိုင်းရထွက်လာပြီးတော့ခါကျအဲ့ဒီကွင်းပြင်မှာမောက်စီကြော်လာကြော်ရဲ ဆိုတော့အရန်ပြော်စရာကောင်းတယ်တဲ့ဟိုကိုမုံလဲသူစားပေါ့နော်သူသူမုံသူလူကျော်နေရမုံလဲကိုစားတယ်ကိုကျော်နေရမုံလဲသူ့ကိုကြည့်ရပေါ့နော်ဒီဝိုင်းထဲမှာပဲတရွာလုံးပျော်ပျော်ပါးမုံကျော်ကြရပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ခင်ကြတော့အဲ့လိုတော့မရှိတော့ဘူးအဲဒါပေမဲ့မုံကျော်တဲ့ဒလိတော့ရှိတယ်ရွာပြင်ထွားတဲ့ဒလိတော့မရှိတော့ဘူးပေါ့နော်ကိုယ့်အိမ်မှာကိုယ်ပဲမုံစီကျော်ကျော်တယ်ကိုယ့်အိမ်ရမုံစီကျော်ကိုသူ့အိမ်ကိုဝေစားတယ်သူ့အိမ်ရမုံစီကျော်တယ်ကိုယ့်အိမ်ရောက်တာပဲဆိုတော့ မောက်စီကရောဟိုသူများကိုလာဝေလိုက်တာရော့သွားတယ်လို့မရှိဘူးကိုကသူများကိုပြီးရဲ့သူများကိုကိုပြန်ရောက်လာတယ်ဘာလို့လဲဆိုတော့ဒီတရင်ကျော်ကာလာမှာကအိမ်တိုင်းမှာကမောက်စီကျော်ကျော်ရဲ့ဆိုတော့ခါကြတော့လေအဲ့လိုမောက်စီကျော်အဲ့ဒီဆွန်လောင်းတဲ့နေ့မှာဆိုလို့ရှိရင်လည်းမောက်စီကျော်လေးတွေတို့ပေါင်ပေါင်လေးတွေအဲ့ဒီဆွန်အုပ်ကလေးရောမှာဝေကြရဲပေါ့နော်အထုပ်ကလေးတွေနဲ့လာပြီနေ့မှာကျတော့ကျွန်တော်တို့ရွာကဖုန်းကြောင်စုစုပေါင်းတောင်ကြောင်ဆိုဖုန်းကြောင်၃ကြောင်ရှိရဲအဲကျွန်တော်ငယ်ငယ်က ၃ချောင်းတော့မကဘူး၄ချောင်းအခုတော့၅ချောင်းဖြစ်သွားပြီဒါပေမဲ့ကျွန်တော်ငယ်တုန်းကကျတော့အာဖုန်းချောင်း၃ချောင်းရှိတယ်။ညောင်ချောင်းရဲ့ရှေးချောင်းရဲ့တောင်ချောင်းရဲ့ဆိုပြီးတော့ခါကျတော့၃ချောင်းရှိရပါတော့။ရွာလည်းနည်းနည်းကြီးတော့ခါကျတော့ဖုန်းချောင်းလည်းများတယ်။ကျွန်တော်တို့အသွားဖြစ်ဆုံးချောင်းကကျတော့ညောင်ချောင်း။ညောင်ချောင်းကကျတော့ကျွန်တော်တို့ကလေးအရန်ပြော်တယ်။ကျွန်တော်တို့ချောင်းရလည်းအကျယ်ကြီးပဲပြီးတော့ခိုးကြီးနေရကျတော့လည်းအာပေါင်ပေါင်အများဆုံးတရင်ကျော်မှဆိုလို့ရှိရင်ပေါင်ပေါင်ကြီးရများတယ်။ကျွန်တော်တို့ကလေးတွေဆိုပြီးတော့ပေါ့နော်ဟိုအာဘယ်လိုလဲ။ ်ဟိုမလုတ်ဟိုခွဲရမခွဲရဘူးလို့ပဲပြောရမယ်ထင်တယ်။ပေါင်မိုးပကန်းချပြဲကလေးလဲပေါင်မိုးပကန်းချရဲပဲချမ်းနေပဲချမ်းပဲချမ်းကိုပဲကြော်ပဲကြော်ရဲချင်းရဲလက်ဖက်လက်ဖက်ထောင်းလေးရဲပေါ့နော်။အဲ့လိုပကန်းလေးတွေနဲ့ပြီးတော့เจ้ามาตีบีเล่ပြရဲရောခါကြတော့အဲ့ဒီမြောင်ချောင်းကိုအရန်တွားခြင်းလေအဲ့အရှိချောင်းကကြတော့အဲ့လိုမဟုတ်ဘူးအရှိချောင်းကကြတော့ရွာနယ်လဲနီးတယ်လူလူကြီးရဲ့အတွားများတဲ့ချောင်းလဲဖြစ်တယ်ဆိုတော့အဲ့ဒီချောင်းကကြတော့စီကန်းရှိတယ်ကလေးတွေကိုအမြောင်ချောင်းမှာကြည့်တလို့မျိုးပကံနဲ့ချမကြည့်ဘူး တယောက်ကို3ခုစီတယောက်ကို4ခုစီအဲ့လိုမျိုးသတ်မှတ်ချက်နဲ့ပေးရပါတော့ဆိုတော့ကလေးတယောက်အနေနဲ့အရှိချောင်းကိုလုံးဝမကြိုက်ဘူးဆိုတော့မြောက်ချောင်းကိုပဲတွားမမရရကျွန်တော်ငယ်ငယ်ကအမေတို့နဲ့ဒီမြောက်ကျောင်းကိုသွားတာဆိုတော့မြောက်ကျောင်းကိုသွားတာမိုးရမ်းရွာနေမိုးရမ်းရွာတော့ခါကျတော့ကျွန်တော်တို့မောင်နှမတုံးယောက်ရဲ့အမေရဲ့၄ယောက်ပြီးကျွန်တော်အတော်ရဲ့၅ယောက်အတော်ရဲ့ကလေးတွေ၆ယောက်9ယောက်လောက်ပေါ့နော်အဲ့လောက်ရှိရလူကမိုးကလည်းအရန်တင်းနေတယ်ဒါပေမဲ့ဖုန်းကျောင်းကိုလည်းမဖြစ်မနေသွားခြင်းနဲ့ကျွန်တော်တို့ကလည်းသွားခြင်းနဲ့ဒီဘာလို့လဲဆိုတော့ အနှစ်မှာနှစ်ခါပဲဝေရတဲ့အင်ဂျီဒီထဲမှာမှဒီဒီတစ်ခါအင်ဂျီအစ်ကလေးနဲ့ဒီနေ့မှာစဝေထားတဲ့အဲ့ဒီတစ်ကလေးကတက်လာပပလေးပြင်ထားတယ်ပေါ့နော်အဲ့တော့တွားခြင်းနေဆိုတော့ကျွန်တော်တို့မတွားရတော့အရန်စိတ်ရခဲ့ရတယ်ဆိုတော့ကျွန်တော်တို့ဘယ်လိုသွားလဲဆိုတော့ဟိုဈေးဆိုင်နေလေပြင်မလားအခုကုံစင်းရောင်းတဲ့ ठी အကြီးတွေအဲ့ဒီ ठी ကြီးတွေကိုစောင်းပြီးတော့ခါကြတော့အဲ့ဒီ9ယောက်လား6ယောက်လား9ယောက်လားမသိဘူးအဲ့ဒီ ठी စောင်းပြီးတော့ကျောင်းတစ်ခါတွားဝယ်ပေါ့နော်မှတ်မှတ်ရရ ီချိန်ဒီလဲရွာသူတွေပြောစမှာဖြစ်နေတော့မှာပဲကျွန်တော်တို့အဲ့ဒီ PE နဲ့တွားခဲ့အကြောင်းကျောင်းမှာကြတော့အပြိုရွယ်ကြီးကဆေးလိတ်ကန်းနေကျောင်းကိုလာတဲ့လူတန်းကိုဆေးလိတ်ကန်းနေပြီးအလွန်ငွေထည့်ခဲ့လို့ရတယ်မထည့်တယ်ဘာမှမဖြစ်ဘူးအလွန်ငွေထည့်ခဲ့လို့ရတယ်9နာရီလောက်10နာရီလောက်ဆိုလို့ရင်ခမုံးကအာတရားပေးရပေါ့နော်ဥပုပ်ဒီလာပေးရလူကြီးတွေအများကြီးတော့ဥပုပ်ယူတာလူကြီးတွေပဲများပါတယ်ကျွန်တော်ကလေးတွေကကြတော့ဒီတိုင်းပဲတက်တက်ပုံသွားစားရုံပဲသွားစားတာသွားစားပြီးတော့ အာဆော့ကြရဲပေါ့နော်ကလေးတွေအဲ့နေရာတော့လောက free ပဲရမီးပါးမှလည်းရမလာရဘူးလားပါလားညာလားမမေးဘူးကျောင်းနေလည်းမတက်ဘူးဆော့ကကြတော့လောကအေးအေးဆေးဆေးပဲဖုန်းကျောင်းတကျောင်းနဲ့တကျောင်းကူးနေရတယ်မအားဘူးပေါ့နော်စားပြီးလည်းဖုန်းကျောင်းကကျွေးနေနေပြီးဖုန်းကျောင်းကိုရောက်လာတာပဲတစ်ခါစားပြီးပြီးဒါပေမဲ့ပြန်သွားလို့လမ်းမှာကိုယ့်တငယ်ချင်းပြရောက်နေတွေ့လို့ရှိရင်အဲ့နေညောင်းတော့မှလားအေးဟုတ်တယ်အေးအဲ့ဆိုငါပြန်လိုက်မယ်ဆိုပြီးတော့ပြန်လိုက်သွားပြန်မှလာမစားလဲလိုက်တာပဲ အဲ့လိုဒီလိုအပြင်လူနဲ့လူအရှိချောင်းသွားတယ်။နောက်ချောင်းသွားတယ်အဲ့လိုမျိုးချောင်းတွေပတ်ဘိုက်နည်းနည်းချောင်းပြီးဆော့တယ်ဆော့လို့ဘိုက်ချောင်းပြီးဆိုတော့လည်းဖုန်းချောင်းပြန်သွားတယ်ပေါ့နော်။ဆိုတော့ကလေးတွေကိုအဲ့ဒီနေရာတကယ်ကိုပြောစရာကောင်းတဲ့နေပါပဲ။ဒရင်ညလာပြီညကြတော့ညပေါ့နော်ညရောက်တော့ဖះစီမိဘူးဆိုရင်ကျွန်တော်တို့နေမှာကြတော့တရင်ကျလာပြီညာတလာပြီကျော်တရင်နေညာကပို့ပြီးတော့စီတယ်။လာပြီညာကဖះစီမိလေးကက်ယုံပဲကက်တာ ာမှထွေထွေတူတူမရှိဘူးဖျားစီမိကတ်တယ်အဲအဲ့ဒါအပြီးပဲပေါ့နော်ဒါပေမဲ့လာပြီကျော်တရက်နေကြတော့ကျွန်တော်တို့တော်တော်ကိုစီရယ်ပြောရမယ်ဘာလို့လဲဆိုတော့လာပြီကျော်တရက်နေညနေ3နာရီလောက်ဆိုလို့ရှိရင်ကျွန်တော်တို့ရွာမှာကြတော့အပြိုရွယ်တွေရောကျွန်တော်တို့ကလေးတွေရောအပြိုရွယ်တွေကတော့စီမီရွယ်ရွက်တယ်ကျွန်တော်တို့ကလေးရွယ်တွေကအာဖျောင်းနိုင်နေတဲ့အမှုဆိုင်တွေကိုင်နေပေါ့နော်ကိုင်ပြီးတော့อืมဒီရွာမှာရှိရဲ့ဖေဖုံးရောင်းတွေကိုပတ်ပြီးတော့ခါကျတော့စီမီပူဇော်ရတယ် ဘလိုမျိုးလဲဆိုတော့အိမ်မှာရှိရဲ့လမန်းလေးကြီးကိုယ့်ရဲ့လမန်းလမန်းလေးတွေတဲ့ကိုတဲထဲပူမာဆိုလို့ဒီကောင်းပေါ်မှာရွက်တဲ့အခါပူမာဆိုလို့ဆိုပြီးတော့တဲလေးတွေထဲအဲ့ဒီတဲပေါ်မှာမှစီမီဝက်လေးကြီးတယောက်ကို၁၀ဝက်စီလောက်တင်းတချို့နည်းနည်းငယ်လေးလို့ကြောက်လဲလမန်းတင်းနေလို့၁၀ဝက်တော့မရဘူးပေါ့နော်အာ၆ခွက်9ခွက်လောက်ပေါ့ကိုနိုင်တဲ့လောက်ကလေးတဲပြီးတော့အကြတော့ဒီရွာမှာရှိရဲ့ဖုန်ကြီးနေဖုန်ဖျားเจ้าနေကိုတက်တက်ပြီးတော့အဖျားစီဒီပေါ်မှာစီမီတစ်ထောင်ဆိုတစ်ထောင်နှစ်ထောင်ဆိုနှစ်ထောင်ပေါ့နော် လိုမျိုးပူဇော်ရယ်ပူဇော်ရယ်ပြီးတော့ခါကျတော့အဲ့လိုပူဇော်ရလဲဖြစ်ခဲ့တဲ့ဆန်းမဟုတ်ဘူးအာလူကြီးတွေပါပါတယ်လူကြီးတွေပါပါတယ်ကလေးအရှိဆုံးမှာငပြောပွဲအုံပွဲရွက်တဲ့လူတွေပါတယ်ပြီးတော့အဲ့ဒီအပြိုတွေတန်းစီပြီးရဲ့နောက်မှာမှကျွန်တော်တို့ကလေးတွေကကြတော့ဗာကန်ရတယ်ဒီအမွှေးတိုင်းတို့ဖျောင်းတိုင်းတို့ခိုင်းပြီးတော့ခါကျတော့ဒီလူတိုင်းနဲ့လက်ရရဲပေါ့နော်အဲ့ဒီနောက်မှာမှကျွန်တော်တို့ရဲ့နောက်မှာမှာဆိုင်းနေပုံနေရွာမကဝလက်ခုတ်တွေရှိရဲ့လေဝလက်ခုတ် ်အောင်မြင်မှုလားတော့မသိဘူးဝလခုတ်တွေရှိရဲလကွင်းတွေရှိရဲအဲ့ဒါတွေနဲ့အာကျွန်တော်တို့ငကားရုပ်တို့ဆင်ရုပ်တို့ကျွဲရုပ်တို့လို့ဒီပုတ်ကြီးတွေနဲ့ရုပ်တွေလုတ်ပြီးရောခါကြတော့ကကြရဲပေါ့နော်ဆိုတော့အဲ့ဒီနေရာအရန်ပျော်စရာကောင်းတယ်အဲ့ဒီကနေပြီးတော့အဲ့ဒီအဲ့ဒီဒါပေမဲ့အဲ့ဒီအများကြီးတော့အဲ့ဒီနေရာမိုးရွာတာများရဲ့ဘာလို့ကျွန်တော်အဲ့လိုမှတ်မိနေရလဲဆိုတော့ကျွန်တော်ငငယ်ရဆိုလို့ရှိရင်စီမီပန်းရွတ်လိုက်မယ်စီမီပန်းကင်လိုက်မယ်လို့တွေးထားတဲ့နေ့မိုးရွာလာလို့မို့လို့ မတော်မှာဆိုလို့စိတ်ဆင်းရဲခဲ့ရတဲ့အခါအခါခါပဲပေါ့နော်အဲ့ဒီပွဲပြက်သွားမှာဆိုလို့မလိုက်ရတော့မှာဆိုလို့စိတ်ဆင်းရဲရတဲ့နေ့အများကြီးရှိခဲ့တယ်ဆိုတော့အများကြီးဆိုတာတစ်နှစ်မကောက်ဘူးနှစ်နှစ်မကောက်ဘူးလုံးလုံးအဲ့လိုတခြားတော့မှတ်ပြီးတော့တစ်နှစ်နဲ့တစ်တော့မကောက်ဘူးပေါ့နော်အဲ့တော့နေတိုင်းလိုလိုမျိုးအဲ့ဒီနေရောက်ရင်ဒီလိုမျိုးမိုးရွာမှာအရင်ကြောက်နေခဲ့ရတာဘာလို့ဆိုပွဲပြက်ပြီးတော့ခုမလိုက်ရမှာဆိုလို့အဲ့ဒီကနေပြီးတော့ညရောက်လာပေါ့နော်ညရောက်လာလို့ရှိရင်ကြတော့အဲ့ဒီနေမှာ ကြတော့ကျွန်တော်တို့ကအာဖျားမီးတွေမဟုတ်တော့ဘူးမီးအကုန်လုံးကိုပူဇော်တယ်မီးအကုန်လုံးဆိုတာဖျားမီးကိုဖျားတရားတန်ကမိဘဆရာဆိုပြီးတော့စီမီးဘက်ငါးကဘပူဇော်တယ်ပြီးတော့ကိုယ်အိမ်ရဲ့တကားပေါ့အဝင်ပေါက်ကိုပူဇော်တယ်ပြီးတော့လှေကားတစ်လှေကားတစ်အရေးအတွက်တိုင်းလှေကားတစ်၅တစ်ရှိရဲ့လူကငါကောရဲ၆တစ်ရှိရဲ့လူက၆တစ်ခွဲဆိုပြီးအလိုပူဇော်တယ်ပြီးတော့ကိုယ်ကိုကျေးဇူးပြုရဲလို့ယူဆရတဲ့နွားတွေရှိရဲပြီးတော့လဲတွေရှိရဲပြီးတော့ ဆိုင်ငယ်ရှိရဲ့လူကတော့အဲ့ခေတ်ကတော့ဆိုင်ငယ်ရှိရဲ့လူတော်တော်ရှားပါတယ်အခုတော့ပြောတာပေါ့နော်အဲ့ခေတ်ကနွားတွေလဲပြီးတော့စပိန်တွေကိုတွားပြီးတော့စီမီဝက်ကလေးချပြီးတော့ပူဇော်ရယ်ပြီးတော့တစ်ပင်ကြီးကြီးမမကြီးတွေရှိလို့ရှင်လဲစီမီဝက်တွေပူဇော်ရယ်ဆိုတော့ဒါကဒီအညာလူတွေရဲ့ခံယူချက်ပေါ့နော်ကိုယ့်ဘောကျေးဇူးပြုမှုတဲ့ယာတိုင်းကိုပြန်ပြီးတော့အယုတ်တီပေးရဲ့ကျေးဇူးဆက်တယ်ပေါ့နော်ကျောင်းရမာကကြတော့လေအဲ့ဒီစီမီထွန်းနာကိုစီမီထွန်းတဲ့ညတင်းကျော်လာပြီကျော်လာပြီကျော်တည်းရစီမီထွန်းနာကိုကြတော့ ဖြစ်ခရဆန်ဖျောင်းလိုက်နေမလို့ဘူးစီမီကွက်ကိုကျိုးဝယ်ရတယ်စီမီကွက်ကိုဝယ်တယ်ပြီးတော့တချို့ကျတော့ဝါကွန်လေးတွေကိုဝါလေးတွေဒီလိုလိုက်ထားတဲ့ဟာပေါ့နော်စီမီထုံပို့ကိုတခါတယ်ဝယ်တယ်တချို့ကျတော့မဝယ်ဘဲနဲ့ကို့မိမာလဲဝါလေးစိုက်တယ်ဆိုတော့ကျတော့ကို့ဝါနဲ့ကိုလိမ်လို့လုတ်လုတ်တက်ကြရပေါ့နော်အဲ့လိုမျိုးလုတ်ကြရတယ်ပြောအဲ့ဒီစီမီကွက်ထဲကိုစီထဲဝို့လို့အတွက်ကိုလည်းအဲ့လိုမျိုးဟိုတွေ့ကြရစီထဲအောင်မဟုတ်ဘူး နှမ်းစီတဲစီအဲ့လိုမျိုးစီအထုံးခံမဲ့စီကိုအီရက်နဲ့ပေါ့နော်ဒါစီမီထုံးဖို့ဆိုပြီးတော့ဟာကြတော့တက်တက်ဖယ်ထားတာရှိတယ်။အဲ့ဒီစီနဲ့ပဲမီထုံးကြရဲ။ဘဝမှာအမတ်တရတွေအကြောင်းပြောပါဆိုလို့ရှိရင်တော့အဲ့ဒီတရင်ကျော်လာပြီကျော်တရက်နေရဘဝတက်တော့အမြဲတမ်းအမတ်တရအကောင်းဆုံးနေပဲ။ဘာလို့လဲဆိုတော့ဟာကြတော့အာကလေးတွေအရန်ပြောရဲနေပေါ့နော်။အထူးသဖြင့်ကျွန်တော်တို့ဆိုပေါ့။အာငငယ်ကညနေဖုံး မျက်နှာဖုံးနေလေမျက်နှာဖုံးနေလောက်ကြရဲမျက်နှာဖုံးနေအဲ့ဒီအကြောင်းကျွန်တော်တို့ချောင်းပေါ့နော်စာတင်ချောင်းကနေပြီးတော့အရင်နေ့ကကျွန်တော်တို့ဆောင်ဝယ်ဖြစ်ကြတဲ့စာအုပ်တွေရဲ့မျက်နှာဖုံးတွေကိုအဲ့ဒီချိန်မှာအာစာအုပ်တွေတော့ရောင်းဖြစ်တယ်ထင်ပါတယ်ဒါပေမဲ့အဲ့ဒီစာအုပ်တွေရဲ့မျက်နှာဖုံးတွေကိုကြတော့ချောင်းလို့မရဘူးဆိုတော့အเจ้าမှာအထက်လိုက်ထက်လိုက်တက်လိုက်အများကြီးရှိတယ်အဲ့ဒါတွေကိုတောင်းနေကိုခင်တဲ့ဆရာလေးစီကပ်ပြီးတော့ဆရာကြီးတမျိုးမျက်နှာဖုံးလေးနှစ်ခုလောက်ပေးပါဆရာမတမျိုးမျက်နှာဖုံးလေး၄-၅ခုလောက်ပေးပါသူတို့တော့လည်းလွတ်ပြေးရမှာလေးပါလုံးပါလေးယူသွားဆိုပြီးတော့ပေးရ ယူသွားဆိုတော့ခါကျကျွန်တော်ကယူပြီးတော့အိမ်ရောက်လို့ရှိရင်ဈေးရောင်လေးချဲ့ပြီးတော့မျက်နှာခုံးလုပ်တယ်ပေါ့နော်ဒီလိုမျက်နှာခုံးကလေးဆိုတော့ဒီမျက်လုံးပဲအုပ်တာပါမျက်နှာမအုပ်ပါဘူးဒီလိုမျက်နှာခုံးတွေကိုဒီဇိုင်းစုံလုပ်တယ်ကျော်ကလေးတွေချောင်းလေးတွေအဲ့လိုမျိုးကိုဆွဲတက်တက်လောက်ဆွဲပြီးတော့မျက်နှာခုံးတွေလုပ်တယ်တော့ပြီးတော့အဲ့ဒီမျက်နှာခုံးကဘာလုပ်ခုလဲဆိုတော့အဲ့ဒီလာပြည့်ကျော်တရက်နေ့ညကြလို့ရှိရင်စီမီခွက်ခိုးဖို့စီမီခွက်ခိုးပြီးဘာလုပ်တာလဲဆိုတော့ဘာမှမလုပ်ဘူးဒီတိုင်းပဲ အ ਨੇ ဆုံးဆော့ရင်ကွာဟိုခွဟိုအိုတိုင်းခွတိုင်းလို့ခေါ်တာပေါ့နော်ထမင်းဟင်းလေးချက်တိုင်းဆော့ရဲတဲလေးတွေပါလေးတွေထည့်ပြီးတော့ဒါပေမဲ့အဲ့ဒါလည်းအများကြီးမကုန်ဒါပေမဲ့အဲ့လိုခိုးရတာကိုအရင်ပြောတာအာကျွန်တော်တို့လူကြီးတွေကပြောရပေါ့နော်စီမီခွက်ဆိုတာမငိမ့်ခင်မငိမ့်ရင်မခိုးရဘူးဒါငရေကြီးရက်တယ်လို့ပြောထားတော့ခါကြတော့ဒါပေမဲ့တို့ကလည်းခိုးတာကိုတဘောကြလို့တော့မဟုတ်ဘူးစီမီခွက်ဆိုတာမငိမ့်ခင်လေအဲ့အဲ့လေးရဲ့ယူဆမှာလဲစီမီခွက်မငိမ့်ခင် ထိုင်ဆောင်နေရတယ်အဲ့လိုအပြင်သွားခြင်းတော့စီမီခွက်ငင်းသွားမှမီးရေထင်းကြောက်လို့ပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့လည်းပြောရနေမှာအဲ့လိုအတီနေဆိုတော့ကျွန်တော်တို့ကလည်းစီမီခွက်မငင်းမချင်းကျွန်တော်တို့အိုက်စီမီခွက်ကိုမခိုးဘူးမီးငိမ့်ပြီဆိုတာနဲ့စီမီခွက်ခိုးဖို့နေရာရှာပြီပေါ့နော်ဒါပေမဲ့အာဘလို့ခိုးရတာရမ်းလို့ရေကွာဘာလို့လဲဆိုတော့အာအိမ်နေတွေမဟုတ်ဘဲနဲ့သူတို့အိမ်ပေါ်မှာရှိရဖျားစီမီခွက်တွေလှေကားဝါစီမီခွက်တွေကိုတော့ခိုးရတာခက်လိမ့်မယ်ဒါပေမဲ့နွားတင်းကုန်းနဲ့ အိမ်ဆိုတာနေမှာကျတော့အဝေးကြီးလေအိမ်ဝိုင်းကြီးအခြေကြီးရှိတော့ဆိုနွားတင်းငုတ်မှာရှိရဲ့နွားတင်းငုတ်ကိုပူဆော်ထားတဲ့စင်မီကွက်နွားကိုပူဆော်ထားတဲ့စင်မီကွက်လဲကိုပူဆော်ထားတဲ့စင်မီကွက်တွေကတော့ရမ်းရလွယ်တယ်ဆိုတော့ညနေခင်းရောက်ပြီဆိုတာနဲ့ဘသူဘယ်နားမှာစင်မီကွက်ထုံးလဲဆိုတာကိုကလေးတွေကလိုက်ကြည့်ကြတယ်ကြည့်ပြီးတော့ညခင်းရောက်ပြီစင်မီကွက်ငင်းငင်းရောက်ပြီဆိုတာနဲ့အဲ့ဒီညနေဖုန်းကြီးတက်ပြီးတော့လိုက်ခိုးကြတယ်ဘာလို့တွေကတော့မတိပဲနေပလားเนาะဘလောက်ပဲမျက်နှာဖုံးတက်တက်ကွာမျက်လုံးပဲလုံနေမျက်နှာဖုံးတက်ထားပြီးတော့ဒီလူတွေ ပုံစံကြည့်ရနေတာဘသူဒါဘူးသားသမီးဆိုတာအရန်တည်တိုင်းဒါပေမဲ့အရန်ပြောစရာကောင်းတယ်စီမီဘော့လိုက်ခိုးတယ်အာဒါပေမဲ့ကိုယ့်ရစီမီဘော့ကိုတော့ပါတော့မှအရန်ချောက်တယ်ကိုယ့်ရအခွေတွေကနေပဲကိုယ့်ရစီမီဘော့ခိုးတယ်လို့အတန်ကြားရတယ်အဲ့လူနဲ့ရန်လူဖြစ်ပြီပဲပြီးတော့အဲ့ဒီခိုးထားတဲ့စီမီဘော့တွေနဲ့နောက်လေကြလို့ရှိရင်ကျောင်းမှာကြွားကြရတယ်ပေါ့နော်ပြီးတော့အဲ့ဒီညမှာပဲလူကြီးတွေကိုကရော့တယ်ကျွန်တော်တို့မောင်နှမ၃ယောက်ဆိုလို့ရှိရင်တခြားလုံးလူကြီးတွေကိုကရော့ဖို့ဆိုပြီးတော့ခါကြတော့ အဆက်တွေဆုလာကြတယ်။ဆုလာပြီးတော့ခါကျတော့ဆုလာဆိုတော့အများကြီးတော့မဟုတ်ပါဘူး။တရားကို30စီ20စီအိုက်ခေတော့30 20တုံးလို့ရတာ။ဆုလာပြီးတော့တင်းကျော့ဓာပြည့်ကျော့တရေရောက်ပြီးဆိုတာနဲ့အမေအတွက်ကောင်းစီကွင်းလေးတွေအခွားတွေအတွက်နိုးစီပူလေးတွေတို့ over tin လေးတွေတို့အဲ့တော့ over tin ဆိုတာလည်းအထုပ်ကလေးပဲရှိသေးတာပြီးတော့ coffee တို့ coffee တို့ကလေးတွေကြောကြရတယ်။အများကြီးတော့မဟုတ်ဘူး။အခွားတရားကို10တို့အာ coffee လဲတောက်ခဲကြတာကိုအိုက်ချီအိုက်ခါနိုးစီပူလေးတွေနဲ့အဲ့ဒီ coffee dot ကလေးတွေနဲ့အဖိုးတွေအဖွားတွေပို့ကြော့ရယ်ပြောအဲ့ဒီအချိန်လုံးကကျွန်တော်တို့ကနိုင်ငံခြားမှာရောက်နေရဆိုတော့အခါကျတော့အဖေတော့ငငယ်ကအရင်မကတော့ခဲ့ရဘူးပေါ့နော်အဖေနဲ့တဆိုင်နဲ့အမှတ်တရတော့အများကြီးမရှိဘူးဒါပေမဲ့အဲတရင်ကျွလာပြီးတော့တရရောက်တိုင်းအမေကိုတော့မင်းကအဲ့တော့ငငယ်လေးလေးအာလှပါလေအရင်ကြိုက်ပြဆိုတော့အခါကျတော့ခေါင်းစည်းဝင်လေးတွေကြော်တယ်နှာခမ်းညီလေးတွေကြော်တယ်ပြီးစဉ္ညက်ကလေးတွေကြော်တယ်အဲ့ဒါလေးကိုဝယ်ဖို့လို့ကြည်ရတာလေအရန်ပြောစရာကောင်းတယ် ဲ့အနားနီးပြီဆိုလို့ရှင်ရွာဆိုင်နေမှာလဲရွာဆိုင်နေမှာလဲအဲ့ဒီမျိုးမျိုးကနေပြီးတော့ခေါင်းစည်းကွင်းတစ်ကလေးတွေအဝတ်စားတစ်ကလေးတွေအရန်ပါလာကြရပါဆိုတော့တည်င်းကျွန်နာနေလို့ရှင်အကုန်လုံးကမျိုးမတော်နိုင်ရောက်လीနော်လဲနဲ့နွားနဲ့ပဲတွားနေကြဆိုတော့ခါကြဒီရွာထဲမှာပဲဝေးတာများရဲ့ဆိုတော့ရွာထဲမှာပဲအဲ့ဒီကပွဲတော်လေးဖြစ်နေတော့ခါကြတော့ဒီဆက်လာပပခေါင်းစည်းကွင်းလေးတွေလို့နှကန်းနေဘူးလေးတွေလက်တန်းနေဘူးလေးတွေအရန်ပေါ်ဆိုတော့အဲ့မှာဝေးပြီးတော့ခါကြတော့အမေကိုခေါ်ခဲ့ကြတယ်ဆိုတော့တော်တော်ကို ငယ်ဘဝတည်းကကတော်တော်ကိုပြောစရာကောင်းပါတယ်အခုခေတ်ကလေးတော့အဲ့ဒီခံစားချက်ကိုမရတော့ဘူးထင်တယ်ကျွန်တော်ကိုယ်တိုင်လည်းမရတော့ဘူးမရတော့ဆိုအာဘယ်လိုပြောလဲကြီးလာလို့မဟုတ်ဘူးဒီတည်င်းကျုပ်ပိတ်ရပေါ့နော်ဒီမြန်မာနိုင်ငံမှာရှိနေတယ်မှာတည်င်းကျုပ်ပိတ်ရအနေပြန်နေဆိုရင်တောင်းမှာပဲအဲ့ဒီရက်တွေမှာอืมအရင်ကြီးပြောစရာမကောင်းတော့ဘူးဘာလဲဆိုတော့တည်င်းကျုပ်လာပြီနေမှာလေတည်င်းကျုပ်လာပြီတဲ့တရွာလုံး meeting တင်းပြီးတော့ခါကြတော့ လာပြည့်တဲ့စီမီကွက်ကိုအဲလာပြည့်တဲ့စီမီဘယ်လိုပြောလဲကျွန်တော်ကိုယ်တိုင်လည်းနေမအိုက်ခံစားချက်ကိုမရတော့တရင်ကျုပ်လာပြည့်နေဆိုတဲ့အတိတ် PV ကလာနေတဲ့ဇလန်တွေပို့ပြီးတော့ကောင်းနေတာပေါ့နော်ဆိုတော့လာပြည့်စီမရောက်တော့ဘူးတာကြီးကိုကြည့်ဖို့တဲ့ဖုန်းလေးကလောက်ဝဲအရန်ကြည့်ကြရဲပေါ့နော်ဒီဒီကိုဘွားကိုမျက်စိရှိမှမြင်နေရတဲ့လာရောင်ကိုတိတ်ပြီးတော့ဘယ်မှမဆိုင်ရအောင်ဒီဖုန်းလေးကလောက်ဝဲ ဘယ်လဘလိုဖြစ်နေပြီဆိုပြီးကြည့်ကြရဲဆိုတော့ခါကြတော့ဒီ group ကလေးတွေကတော်တော်ကိုအဲ့ဒီငွေတက်ကလေးတွေအဲ့ဒီခံစားချက်တင်မရတော့ဘူးဒါပေမဲ့ကျွန်တော်အိမ်မှာတော့အခုထိအရင်နှစ်ကတည်းကပေါ့နော်ကျွန်တော်ရှိနေရတဲ့အဲ့ဒီခံစားချက်ကိုရအောင်လို့ကျွန်တော်ရဲ့အိမ်သားကလေးတွေနဲ့ကျွန်တော်ရဲ့မောင်နှမတွေတော့ကျွန်တော်ဖန်တီးပေးဖြစ်တယ်ဘယ်လိုမျိုးလဲဆိုတော့ခါကြတော့အဲ့ဒီတတိယလာပြင်းနေဆိုလို့ရှိရင်အိမ်မှာပဲအာကြောက်ဦးတွေဖောက်တာမိန်းမတွေဖောက်တာပြီးတော့ခါကြတော့ပေါက်ကြီး ီချိန်မှာတော့ပေါက်ပေါ့နော်အရင်ကတော့ပေါက်မရှိဘူးဆိုတော့ပေါက်ကြေးဖွင့်ပြီးဒီတည်င်းညွတ်တချင်းတွေဖွင့်ပြီးတော့ခါကြတော့အစီမီကွက်ကလေးတွေဖျောင်းနိုင်နေတဲ့အိမ်မှာအလားပေါ်ပြီးတော့မိထုံးပေးရပါတော့အများကြီးတော့မလုံးနိုင်ဘူးဗောဒါပေမဲ့ကိုပဝင်းကြီးမှာကိုလုံးနိုင်တယ်လားခလေးကိုရေငယ်ဝါကိုပြန်မှတ်ရအောင်လုံးရင်းနဲ့ဒီကလေးတွေလည်းတင်းကျော့ဆိုတာဘလိုမျိုးလဲဆိုတာတည်အောင်လုပ်ပြီးဖြစ်တယ်ပေါ့နော်အာဒီနေ့ကတော့ဒီလောက်ပါပဲဆုံးထိတူတူနားထောင်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ် ဒီဗီဒီယိုကတော့ဗမာရမှာမဟုတ်ပါဘူးဒါပေမဲ့ကိုယ့်ရဲ့ငယ်ဘဝတင်းကျုံအမှတ်တရလေးတွေကိုပြန်ပြီးတော့တွေးရင်းနဲ့လမ်းမောသွားကြမယ်လို့ထင်ပါတယ်ဆိုတော့နောက်ဗမာပြန်ပြီးတော့တွေ့ပါမယ်